ဒီနေ့ကရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်တိမ်ကုန်းတရကုန်းတော်ပေါ်မှာရှိသောရွှေဒီကုံစေတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြမှာဖြစ်ပါတယ်အခုကတည်းကတောင်ဘက်မြို့ရဲ့လမ်းအတိုင်းကို မောင်းလာတာပေါ့နော် အာမိမိတို့ကဒီတောင်ဘက်မုတ်နဲ့ဒီအရှိဘက်မုတ်ကြားမှာရှိတယ်ဗောနော်ဓာတ်လီကားကနေတက်ပြီးတော့အာရွှေတကုံစရတော်မြတ်ကြီးကိုသွားရောက်ဖူးမြော်ကြားမှာဖြစ်ပါတယ်အရင်တော့ကတော့အာခြေချင်းတက်ကြတာလည်းများတယ်ဗောနော်ခြေချင်းလည်းတက်လို့ရတယ်လို့ရွှေတော်စရတော်မြတ်ကြီးကိုတော့ခုတယ်ကအာခြေချင်းလည်းတက်လို့ရတယ်လို့ အနောက်ဘက်မှာဆိုရင်ဆက်လီကရှိတယ်ဒီအရှေ့ဘက်မှုနယ်လေတောင်ဘက်မှုကြားမှာဆိုရင်တော့ဒါဓာတ်လီကရှိတယ်ပေါ့နော်အဲ့တော့ဆက်လီကလည်းကနေတက်ဖို့လို့ရတယ်အာဓာတ်လီကနေလည်းတက်ဖို့လို့ရတယ်ပေါ့နော်ပြီးတော့ခြေချင်းတက်ပြီးတော့လည်းဒါအာဖူးလို့ရတယ်နော်အဲ့တော့ဆွေဆွေတော်စီတော်မြတ်ကြီးကဒီဗဟံမြို့နယ်နဲ့တကုံမြို့နယ်ရဲ့ အလဲတဲ့တဲ့မှာရှိတယ်ဒီသင်္ကိုရတကုန်းတော်ပေါ်မှာရှိတယ်လို့ဆိုရဲပေါ့နော်ဒီလေးစုတံပြောဒီရွှေကုံစိတ်တော်မြတ်ကြီးကိုအချို့ကလည်းဒီဇေဒီအစဒီရွှေကုံကလို့လည်းအဲဆိုရဲပေါ့နော်ဒီဖျာရှင်ကိုယ်တော်မြတ်ကြီးကိုဒီလူသားတွေလည်းကပေါ့နော်ဒီပထမဦးဆုံးဒီဖူးဝင်ရတဲ့ ဖုံးသားနဲ့ဒီပန်လိကဒီညီနောင်နှစ်ပါးပေါ့နော်ဒီညီနောင်နှစ်ပါးကတဲ့မဇ္ဈိမဒေတာကိုဂုံတွေသွားရင်လည်းပေါ့နော်ဂုံရောင်းဝင်သွားရင်လည်းဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့ပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးစင်မှာအာတရဏဂုံစောင့်တည်တယ်ပေါ့နော်အဲဒွေဝါစီကတရဏဂုံဆိုတော့အဲ့ဒီဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တုန်းကဒီ တန်ဃာယတနာဆိုတာနေမပေါ်သေးတဲ့အခါကျတော့နေဘုံဘုရားယတနာတရားယတနာပဲပေါ်သေးတော့အဲ့ဒီအချိန်မှာဒီတပုဒ်သားနဲ့ဗန္ဒီကလည်းညီနောင်ကလည်းဘုရားရှင်ကိုယ်တော်မြတ်တရားဒီတရဏတော်နှစ်ပါးကိုဒီစောင့်တည်လိုက်တော့နော်အဲဘုရားယတနာတရားယတနာဆိုတဲ့ဒေဝါစီကတရဏကုံနှစ်ပါးကိုသူတို့ကဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးစီမာဒီစောင့်တည်ခဲ့ကြတာပေါ့နော်အဲ့ဒါစောင့်တည်ပြီးတော့နောက်သူတို့စီမာပါလာတဲ့ဒီ ဆွမ်းခဲဝယ်လို့ဗောလေစက်ကတ်လူတန်းတဲ့ဗောနော်ဘုရားရှင်ကိုလိုမြေကြီးဟိုစက်ကတ်လူတန်းပြီးတော့အဲ့လိုစက်ကတ်လူတန်းပြီးတဲ့အချိန်မှာပဲဒီတပုတ်သားနဲ့ဒီပန်လီကန်ကြီးတော့ညီနောင်နှစ်ပါးညီနောင်နှစ်ယောက်ကနေပြီးတော့ဘုရားရှင်ကိုလိုမြေကြီးကိုသူတို့ဒီထောင်ရစီကတ်ဖို့အတွက်ဘုရားရှင်ကိုလိုမြေကြီးကြီးကတစုံတရာကိုသူတို့စွန့်လာဗောနော်အဲ့ဒါစွန့်တဲ့အခါကျတော့ဘုရားရှင်ကိုလိုမြေကြီးကအာဘုရားရှင်ကိုလိုမြေကြီးရဲ့ဥကောင်းတော်ကို လက်နဲ့တတ်လိုက်တာပေါ့နော်တတ်လိုက်တဲ့အချိန်မှာဒီအာဆန်တော့ရှစ်စုပေါ့နော်ဆန်တော့ရှစ်စုပါလာတာပေါ့နော်အဲ့တော့ဆန်တော့ရှစ်စုကိုယူလာပြီးတော့ဒီဒီရန်ကုန်မြို့ပါပေါ့နော်ဒီသိန်းကုန်တော့ဂုံတော်မှာအဲရွှေကုန်စီတော်မြတ်ကြီးဒီထပ်နာပေါ့လေတီတဲပြီးတော့လေဒီရွှေကုန်စီတော်မြတ်ကြီးဆိုပြီးတော့ဟော တဲပြီးတော့ကိုးဝယ်ကြတာပေါ့နော်အဲ့တော့ရှေရုံဇေရုံမြကြီးကညံတော့အမြင့်ကပေါ့နော်အာညံတော့အမြင့်က320နဲ့6ပေတော့မြင့်တယ်ပေါ့နော်ဒါ320နဲ့အဲ6ပေမြင့်တယ်ပေါ့နော်ဒါရှေရုံဇေရုံမြကြီးညံတော့အမြင့်မယ်နော်အော်ဖျားဖို့မိဘပြည်သူတွေအနေနဲ့ဒါ ရန်ကုန်မြို့ကိုဒီဖျားဖို့လာကြတယ်ဆိုရင်ပေါ့နော်အာမဖြစ်မနေနေနဲ့ပေါ့နော်ဒီမဖြစ်မနေနေနေနဲ့ပေါ့ဒီရွှေတော်ဝန်စီတော်မြတ်ကြီးကိုဟိုတော့ရောက်ဖုံရောက်ရတယ်ပေါ့နော်အခြားခြားသောစီတော်မြတ်တွေအဲဒီလည်းဒါလေးရွှေတော်စီတော်မြတ်ကြီးကိုတော့ရောက်ဖုံရောက်ကြတာပေါ့နော်မဖြစ်နေဖုံရောက်ကြပူဇော်ကြတယ်ပေါ့နော်ခုကတော့ဒါမေတော်ကြီးကသူ့ရဲ့ မွေးနံတောက်ပေါ့နော်တောက်ကြမေတော်ရဲ့မွေးနံတောက်ပေါ့လေတောက်ကြတော့မှဒီရေတက်ပဲကုသိုလ်ယူနေတာပေါ့နော်သူရဲ့တက်စီလာဘန်ဘန်ဘန်ကပူဇော်ပြီးတော့ဟောရေတက်ပဲကုသိုလ်ယူလဲတော့မသိဘူးပေါ့နော်ဒါစုတွေလည်းတောင်းပြီးတော့အော်မေတော်ကြီးကတော့ဒါရေတက်ပဲကုသိုလ်ယူနေတာပေါ့နော် အဲဖျားမိုးမိမပြည်သူတွေအနေနဲ့လောရွှေတော်စီတော်မြတ်ကြီးကိုရောက်တယ်ဆိုရင်ပေါ့နော်မိမိရဲ့မွေးနံတောက်တေကိုရှာပြီးတော့ပေါ့နော်အလုံးနေ့9နေ့ပေါ့နော်ဒါဟုတ်တော့ဆိုနေ့7နေ့ပေါ့ရှင်တောင်းပေါ့နော်အဲဒီမှာရေသက်ပဲပူဇော်လို့ရပါတော့မိမိရဲ့မွေးနံတောက်မှာနော်ရေသက်ပဲပူဇော်လို့ရပါတယ်ဒါကတော့ဖခင်မိတော်ကြီးပေါ့နော်ဖခင်မိတော်ကြီးကတော့လေသူရဲ့မွေးနံတောက်မှာပေါ့နော်ရေသက် ပဲကုသိုလ်ယူနေတာပေါ့နော်။အဲ့တော့ကြီးကတော့သူ့ရဲ့မွေးနံတောင်ပေါ့လေသူလည်းမှာကျွန်တော်နေနံတောင်မှာရေတက်ပဲအဲကုသိုလ်ယူတာပေါ့နော်။ဒါကတော့အာမိမိရဲ့ဦးလေးတို့မိသားစုပေါ့နော်။ဦးလေးဝိဇာမိမိရဲ့အော်မေရိုကြီးရဲ့အဲမောင်ပေါ့နော်။မေရိုကြီးရဲ့ အမနမနှစ်ယောက်ပဲရှိတာပေါ့နော်ဓမီဦးလေးရဲ့မေတော်ရဲ့တို့နှစ်ယောက်ပဲရှိတာပေါ့နော်မေဖွာနှစ်ယောက်ပဲမွေးတာမိမိရဲ့ဦးလေးကလည်းသူရဲ့အဲ့လေဟိုမြို့သမီးပေါ့နော်မြို့သမီးနဲ့တူပေါ့နော်ဒါဒီရွှေဝန်စရောမမကြီးကသူရဲ့မွေးနံထောက်မှာပေါ့လေရေသက်ပဲကုသိုလ်ယူကြတာပေါ့နော် ရချေကုံစီရောမြတ်ကြီးကိုတော့မြင်ပြီးတော့ခဏခဏအဲရောက်ပြတော့ဗောနော်နေတော့ငယ်တယ်ဟိုနေတော့လေဒီရှင်ရုံဘုရားစီရောမြတ်ကြီးနာမှာနေတဲ့အခါကျတော့ရှင်ရုံစီရောမြတ်ကြီးကိုခဏခဏလာရောက်ဖူးမြော်ပြပါတယ်ဗောနော်ဘုရားဖူးပြီးတော့မိမိတို့အအဖွဲတွေဗောနော်မိမိတို့တက္ကရာကမှာမိပါလေးညီကောင်မောင်တို့တက္ကရာကမှာလေးဒါတပုံရိုက်ကြတာပါเนาะအဲဒါကတော့ မိမိတို့တက်လာခဲ့တဲ့လမ်းပေါ့နော်ဒီအရှိဘမုံနဲ့တောင်ဘမုံကြားမှာရှိတယ်ဗါလေဓာတ်လီကပေါ့နော်ဒီဓာတ်လီကကနေပြီးတော့အာမိမိတို့တို့ရေအဲပြန်ဆင်းကြတာပေါ့နော်အာလမ်းလျှောက်ပြီးတော့တက်မယ်ဆိုရင်လည်းနည်းနည်းလေးအာအချိန်ပေးရတော့နော်ဓာတ်လီကနဲ့ဆိုတော့လည်းသိပြီးတော့အချိန်မပေးရပါဘောနော်အဲ့တော့ရှင်းဘုံနဲ့တောင်ဘုံနဲ့ကြာမှာဓာတ်လီကရှိသလို အနောက်ဘက်မှုမှာလည်းဆက်လီကရှိတယ်ပေါ့နော်အဲ့တော့လမ်းမလျှောက်နိုင်တဲ့ဘုရားပူဇော်မိဘပြည်သူတွေအနေနဲ့တက်လီကကနေဆက်လီကကနေတက်ပြီးတော့ရေတူကွန်စီရောမြေကြီးကိုပုံမျောလို့ရပါတယ်